ကျွန်တော်ဂျပန်စစ်တပ်ထဲရောက်ပါတဲ့အချိန်လေးပေါ့နော်ကျွန်တော်2024 6လပိုင်း3ရက်နေ့မှာကျွန်တော်မန္တလေးကျုံကျုံပေ33လေးမှာကျွန်တော်အလုပ်လုပ်ပြီးတော့အပြန်နေ့လေထမင်းစားအပြန်အဆောင်ရောက်ချင်းပဲပေါ့နော်950ဆရာတော်ဥပဒေပွားရပြည်သူစီဖွဲ့ကျွန်တော်နောက်ကရင်သနက်နဲ့ထောက်ပြီးတော့မျိုးမေးရရှိလို့ခဏလိုက်ခဲ့ပါတော့ကျွန်တော်ခေါ်နေပေါ့နော်ဒါမှမဟုတ်ကျွန်တော်ညင်းနေပေါ့ညင်းတော့မရဘူးကျွန်တော်တနက်တင်နေနောက်ကရင်နှစ်ချက်ထောင်းပြီးတော့ကျွန်တော်စကိုင်းတမ33လေးကိုကျွန်တော်ခေါ်ရရပေါ့ ရောက်ချင်းမှာကျွန်တော်ဘူကင်းနဲ့ထည့်တယ်ည9နာရီလောက်ရောက်တော့ကျွန်တော်ကိုမျိုးလုံးပဝါစီလက်ကိုတန်ချန်ရောင်းကိုကျွတ်တော့မောက်လေးရနေထားနဲ့ချောက်ကိုထိတုံးခတ်ပြီးရိုက်နှက်ပြီးမေးကြတယ်ပေါ့မင်း PDF ကောင်းတော့ဘူပိုင်ချင်းနဲ့ဆက်သွယ်ရှိရလို့တရင်ရလို့ငါတို့မင်းတို့ဖမ်းတာကိုပြောတော့ရိုက်တာပေါ့ဒါပေမဲ့ကျွန်တော်ပြောတယ်ပေါ့မဟုတ်ပါဘူးကျွန်တော်အဆက်အသွယ်မရှိပါဘူးကျွန်တော်မိဘအတွက်လုပ်ကြည့်နေတဲ့တားတယောက်ပါကောင်းမော်ယူသားလုပ်ဆောင်နေတဲ့ကောင်းလေးတယောက်ပါကျွန်တော်ပြောတယ်ပေါ့အဲ့မှာသူတို့ကျွန်တော်ဖုန်းကိုယူစစ်တယ်ကျွန်တော်မျိုးဖုန်းဆက်ပြီးမေးတယ် မေကလည်းပြောတယ်ကျမသားဘသူမိသားစုတို့ကရှာဖွေကျွေးမွေးနေတဲ့တတယောက်ပေါ့ဘယ်သူနဲ့မှလည်းဆက်သွယ်မရှိဘူးလို့ပြောတယ်အမှသူတို့ကတစ်ခါပြန်ပြောတယ်ကျွန်တော်မေဟုတ်တယ်အပြီးအဒီအမကနဲ့သူအတိတောင်ကျွန်တော်ပြန်လွတ်ပေးမယ်ပြောပြီးဖုံချလိုက်တယ်ဒါပေမဲ့သူတို့ကျွန်တော်ပြန်လွတ်ပါကျွန်တော်တို့သူတို့ရိုက်တယ်နှက်တယ်ပတ်တင်နဲ့ဆယ်ရန်နေပြီးစရိုက်တာပတ်စုံစက်တွေတနမဖွင့်တဲ့အထိတနမဖွင့်ခင်ချီတိပေါ့သူတို့ရိုက်ကြတယ် အဲ့မှာပဲကျွန်တော်ကို2025 3လပိုင်း2ရက်နေမှာရစောင်းမျိုးရှိဘာလို့တင်တန်းကြောင်းကိုကျွန်တော်ပို့တယ်ပေါ့နော်အဲ့မှာပဲကျွန်တော်အချက်ပတ်ပြည်သူစစ်တဲကိုကျွန်တော်ရောက်သွားဟောကျွန်မစစ်တဲတဲကိုဘယ်လိုရောက်သွားလဲဆိုတော့2024နှစ်အစမှာကျွန်တော်အလောက်ကအပြန်ရဲဘော်စီလမ်းဆိုမှာကျွန်တော်ပေါ်တာဆွဲခံတာပေါ့ဘယ်လိုဆွဲခံလဲဆိုတော့သူတို့မောင်းထဲမှာကားရထားတယ်ကျွန်တော်တော့ပြန်လာ၈နှစ်ကြီးကို မောင်တော်မကရတာလေကျွန်တော်လည်းထုံးစံနိုင်လို့ပဲကျွန်တော်လမ်းထည့်ပုံပါတယ်။ဝါရချင်းမှာသူတို့မောင်တဲ့ရည်ပြီးထွက်လာထွက်လာရေကျွန်တော်ဘာမှမမေးမဆမ်းမနေကျွန်တော်လက်ထိတ်ဖြတ်ပြီးထူထောင်ရဲနေပြီးတော့ကားပေါ်ထွက်ပါလေ။ဘယ်လိုခေါ်ရလဲဆိုတော့ရဲဘော်စီနားကတရင်တစ်ဖွဲ့ခေါ်ထွက်ပါလေ။အဲ့ဒီရတော့ကျွန်တော်ကိုချုပ်လက်ထည့်ထားတယ်ရိုက်နှက်တယ်။လက်တနိုင်တို့လောက်မှကျွန်တော်ကိုမီးသွေးဖို့ကြီးပါ။မီးသွေးဖို့ကြီးကမျက်နှာမြန်နိုင်ကူညီမှုတင်ညာကုန်လေကျွန်တော် ခေါ်ထည့်ပါလေ။ဟိုရတော့ကျွန်တော်6ပေါ်တည်းထည့်ပြီးတော့ကျွန်တော်ရိုက်နှက်တယ် နတ်မိုးလင်းတော့သူတို့ပြောပြောနေတဲ့အဘဆိုတဲ့လူရောက်လာကျွန်တော်ပြေးတွေ့တယ်ပြေးတွေ့ပြီးတော့လောကုံးရတဲ့အုတ်ကြီးနဲ့ပြေးတွေ့တယ်ပြေးတွေ့ကျွန်တော်ဆေးုံဆေးကန်းခေါ်ပါတယ်သွေးစစ်တယ်ပြီးတော့လောက်ဘောက်ကရုံခေါ်ပါတယ်မှတ်ဖို့နေနေရိုက်ပြီးတို့ရွာနေမင်းနဲ့တို့ရွာကိုပြကိုစားပြုဆိုရကျွန်တော်ထဲလိုက်တယ်ထဲကျမှကျွန်တော်ဘင်းအောင်စစ်ကြောရေကိုကျွန်တော်ဘင်းအောင်စစ်ကြောရေကိုကျွန်တော်ဒလာတီတီပို့ထားပြီးတော့ရနေရတယ်ကျွန်တော်2024အားလပိုင်း9ရက်နေ့မှာကျွန်တော်တင်းတန်းကြောင်ပို့တယ်တော့မှာ အပတ်စဉ်73နေနဲ့ကျွန်တော်တင်းနှန်း3လတည်းနေတက်ရောက်ခဲ့ပေါ့ကျွန်တော်ဂျမ်ဖတ်စစ်တပ်ထဲရောက်လာတဲ့အချိန်ပေါ့အကြောင်းရင်းလေးပေါ့အော်2025 9လပိုင်း3ရက်နေမှာမော်လမြိုင်အတက်ကျွန်တော်ရဲ့ကျောင်းကားဆရာရဲ့ကျောင်းငယ်ကြီးရဲ့3ရောက်အတက်မှာလောလောတထားမှာပေါ့စစ်စေးရယ်ဆေးမှုနဲ့ဆိုကျွန်တော်လုံးမတက်ခါဘူးနဲ့ဖမ်းတယ်ဖမ်းပြီးဆိုဆွေတူအမတ်တက်ခမရအမတ်တက်ကိုပို့တယ် အမကျွန်တော်တို့ကျွန်တော်တို့ကျောကျွန်တော်ရဲ့ကျွန်တော်ကားဆရာရဲ့ကျွန်တော်ငယ်ချင်းတောက်ရအောင်တကြိုးနဲ့တုတ်တယ်တုတ်ပြီးဆိုကျွန်တော်ရိုက်နေတယ်တပတ်လောက်ရိုက်နေပြီးဆိုကျွန်တော်အမဆက်နဲ့ပလောက်ကိုတက်မတမ်းကြောင်ပို့တယ်ဒီမှာပက်ပက်ဆက်လေးနေနဲ့ကျွန်တော်ကျွန်တော်တို့တေတာတုတ်လာတက်ခဲ့ပါဒါနဲ့ပဲကျွန်တော်ချက်ပက်ဆက်ထဲရောက်သွားကြောင်ဖြစ်ပါတယ်ဟိုဘောတင်းနှောင်းကြောင်မှာဆိုလို့ရှိရင် ကျွန်တော်ဘောကျွန်တော်တိတ်ကြုံရတယ်ဆိုတော့ တို့ကတင်တဲ့ညမှာကျွန်တော်တို့ဖုန်းပေးမကင်ဘူးပတ်စံပေးမကင်ဘူးကျွန်တော်မုတ်စားခြင်းနဲ့စလေးတောက်ခြင်းနဲ့ဖုန်းစားခြင်းဆိုကျွန်တော်တို့အင်းကိုပတ်စံလွှဲခိုင်းတယ်တင်တဲ့တင်တဲ့ဘုံမတိအောင်ကျွန်တော်ခိုးပြီးလွှဲခိုင်းတယ်တင်တဲ့ရတဲ့အချိန်မှာပထမတော့ကျွန်တော်တို့လက်ထဲပတ်စံရောက်တယ်နောက်ပိုင်းသူတို့ကဖုန်းနံပါတ်ကြီးကိုမှတ်ထားတယ်ကျွန်တော်တို့အင်းကဖုန်းနံပါတ်ကြီးမှတ်ထားတယ်မှတ်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့အင်းကြီးရှာပတ်စံနေလိန်တောင်းတယ်အာမသားပတ်စံဘယ်လောက်လွှဲပါအောင်ဘယ်ရွေးလွှဲပါအောင်ဆိုပြီးလိန်တောင်းကြတယ်လိန်တောင်းလိန်တောင်းပြီးသူတို့ယူတယ် ကျွန်တော်တို့ရှိမှလွဲခိုင်းတော့မှကျွန်တော်တို့ပတ်စံ၅သိန်းလက်ခိုင်းကျွန်တော်တို့လက်ထဲကို၃သိန်းပဲရောက်တယ်၅သိန်းလောက်ကသူတို့ကဖြတ်ထားတယ်ကျွန်တော်တို့ကဘာမှပြောပိုင်ဝင်လည်းမရှိဘူးကျွန်တော်တို့ကငြိမ်ခံနေရတယ်ဟောဆန်းတဲ့တန်တွေခွဲခြားတဲ့နေရာမှာဆိုရင် အပြစ်လောက်တိုင်းတူတူတော့မှတို့ပတ်စတွေကိုမရိုက်ဘူးကျွန်တော်တို့တန်တွေတို့မရိုက်ဘူးကျွန်တော်တို့ပတ်စတွေကိုပဲရိုက်တယ်နောက်ပြီးအခုပေါ့စီနီယာစီနီယာဂျူနီယာရဲ့ခွဲခိုင်းတယ်အရင်ရောက်တဲ့កောင်တွေကတော့လူကြီးနာလူကြီးပင်းနာကပ်ပြီးလူဘာဝတာရှိတယ် သူတို့ဆိုရင်ရှင်လူကြီးတွေကပါအပြစ်ပေးတယ်ကျွန်တော်တို့ဆိုရင်အပြစ်မြင်တယ်ဘာပဲလုပ်လို့နောက်ပြီးတော့ကျွန်တော်ဒီနောက်တိုင်းတယုံရောက်တော့လေကျွန်တော်အခုရှေးတန်းထွက်နေကြုံရတာကျတော့အဲခေါင်းပုံဖြတ်တဲ့နေရာမှာဆိုလို့ရှင်သူတို့တွေနားတဲ့နေရာရောက်လို့ရှင်ဖုန်းကြောင်းမှာနားလဲဆိုရင်ဖုန်းဖုန်းကြောင်းမှာနားလဲဖုန်းကြောင်းပြန်ထွက်သွားတယ်ဆိုရင်ဖုန်းကြီးကိုလှူဖို့ဆိုပြီးတော့သူတို့ကျောင်းရည်လူကိုယ်စီတို့ပတ်ဆက်နေလာဖြစ်တယ်ပတ်ဆက်နေလာယူတယ်ပြီးရင်ကျွန်တော်တို့လာတာတွေကလာတာတွေကဘာဘာဘိုးကြီးညာဘိုးကြီးတို့ဖြစ်တယ်မမရောက်ဘိုးကစားတို့ဖြစ်တယ် တရင်များဖို့ဒီတို့ပြောတဲ့မိုင်းရှာစုဘူးကကျွန်တော်တို့အကုန်လိုက်ဖြတ်တယ်။တို့တွေဖြတ်တာကြီးလည်းရှိကျွန်တော်တွေးကြုံရတာပေါ့။အဲဒါကြောင့်ဆောက်တော့အပစင်တစရာကိုထိတုံးထဲမှာခထားကျွန်တော်တွေ့ကျွန်တော်တွေ့ရောဟိုတရင်နဲ့တော့လည်းကြာရောသူကထိတုံးနဲ့ထိတုံးကိုဖြတ်ပြီးထွက်ပြေးသွားတယ်။ထွက်ပြေးသွားပြီးမကြောက်ဘူးကျွန်တော်တို့အပစင်73ကတငယ်ချင်းနှစ်ယောက်ကိုသူကထွက်ပြေးဖို့ဆိုလာကဲထုတ်တယ်။သူလွတ်သွားပြီးလွတ်သွားပြီးမကြောက်ဘူးအဲသူဘလုံးရွာတော့ဘလုံးဆင်းကန်တဲ့အချိန်မှာရွာလူကြီးကသူဘလုံးကန်နေဟောက်တွေ့သွားပြီးတော့သူတို့မတင်ကြလို့ဆိုပြီးတော့အဲ တင်းတန်းချောင်းကိုပြန်ပို့တယ်ပြန်ပို့ပြီးတော့ဟိုအဲ့ထိတ်လုံးနဲ့မှာချောင်းတင်းတန်းချောင်းပြောတဲ့အချိန်မှာသူအဲ့ထိတ်လုံးနဲ့ပြန်ခတ်ထားတယ်မနေ့မိုးလင်းတော့သူ့အဲ့တင်းတန်းချောင်းတင်းတန်းသားအယောက်900ရှိရအဲ့အယောက်900ကိုတယောက်တစ်ချန်လုံးနဲ့ရိုက်ခတ်တယ်သူနောက်ပြီးတော့အဲ့ရိုက်တာနဲ့အားမရဘူးသူရုံကောင်းရင်ကငါပြောပြနေပြင်ကြမှာကိုတေတွင်ကိုတူခိုင်းပြီးတော့ခေါင်းမော်လက်တင်ပြီးတော့အဲ့နောက်စီကိုတင်းတန်းတဲ့အချိန်မျိုးပြစ်တက်ပလိုက်ပြစ်တက်ပြီးတော့လည်းအဲ့သူအလောင်းကိုတေချာမမြင်ဘူး အဲ့တိုင်းပဲထားတယ်။နောက်ပြီးအမင်းစားလည်းမပြန်သေးဘူး။ရွက်လေပိုင်လည်းမလုပ်ဘူး။အဲကနီးပိုင်လည်းအကြောင်းမကြောက်ဘူး။ကျွန်တော်တို့လည်းအဲ့နောက်မသွားဘူး။ကန့်လက်နေပြီဆိုတော့တတ်မှတ်ထားတယ်။နောက်ပြီးတော့ကျွန်တော်တို့မိုင်36ရက်အချိန်မှလည်းဟိုခြေချိုးလက်ချိုးဖြစ်ရင်အဲ့မိဘတွေအကြောင်းကြားပြီးအိမ်ပြန်ပို့ပေးမယ်လို့ပြောတယ်။စာရုံထဲမှာပါတယ်။ကျွန်တော်တို့အဲ့လိုတကယ်ဖြစ်လာတဲ့အချိန်မှာသူကဘာမှမလုပ်ဘူး။သူတို့မတက်တာကိုစီကံတော့ပြလို့ရှိရင်လည်းအဲ့စီကံဆေးမှုတွေကျွန်တော်တို့ဆဲ။ဆဲတော့ကျွန်တော်တို့က ကြာလာအဲ့သူတို့ဆဲတန်နဲ့မခံနိုင်လို့ဆိုပြီးတော့ဈေးကလည်းတောင်းပြတော့ဘူးကိုတတ်တာမဲ့ဈေးကိုသူတို့အဲ့အပြင်သွားတဲ့ဆရာတွေကိုဆရာကြီးတွေကိုမှားတယ်။မှားပြီးတော့သူတို့မှားလို့ရှိရင်လည်းကိုမိုးရပူပေးပြီးမှားတယ်။ကျွန်တော်အဲ့လိုနဲ့ပဲဒီကျွန်တော်ဖြစ်တဲ့ယောဂါတွေကိုတတ်တာကိုကုပြီးတော့အဲ့လိုနဲ့ပဲကျွန်တော်တင်းနှံကြောင်းပြီးအောင်ကျော်ဖြတ်ခဲ့ရ။ဟောကျွန်တော်လေ့ကျင့်ရေးတင်းနှံကြောင်းစဉ်းပြီးတော့ဗောနော်ထိုင်တဲ့ရင်းမှာတွေ့ကြုံရတဲ့တွေ့ကြုံရတာနော်။ကျွန်တော်2025 6ခုနှစ်လပိုင်း6ရက်နေ့မှာဗောနော်။ကျွန်တော်ငါးလင်းက ခမရ905ချင်းမြန်တဲ့ရင်ကိုကျွန်တော် okay နဲ့ကိုတူကင်းကွန်းတောင်းဝင်နဲ့ကျွန်တော်ထမ်းဆောင်ရတယ်ပေါ့နော်ကျွန်တော်ကင်းလဲဆောင်ရတယ်ပြီးတော့ကင်းလာဆောင်ရတာပါတနက်လည်းမပြီးဘူးနေ့ရက်ထင်းနဲ့ကင်းကိုတညလုံးဆောင်ရတယ်ကင်းလည်းလာမဖြစ်ကြဘူးပေါ့နော်သူတို့တို့သွားကြည့်တော့သူတို့ကနင်းနေတွေ့တွေ့နဲ့မိသားစုနဲ့အခန်းထဲမှာအိမ်နေကြတယ်ပေါ့နော်ပြီးတော့မနက်လင်းတော့သူတို့ဖရစ်ခွဲကြတယ်ဖရစ်ခေါ်ခိုင်းတယ်ဖရစ်ခေါ်ခိုင်းတော့လည်းအရာကြီးရာကန်ပူရဲ့လိုင်းငန်းတွေမှာကျွန်တော်တို့သွားပြီးတော့တန်ရှင်းရေးလုပ်ပေးရတယ်ပေါ့နော်သူတို့ခိုင်းတာမပြီးရင်ကျွန်တော်ထမင်းစားခွင့်မပေးဘူး မနက်ကနေညကနေပေါင်းစားတဲ့ရက်တွေလည်းရှိရပါတော့။အဲ့မှာသူတို့ကျွေးတဲ့ထမင်းဟင်းကလည်းခွေးစားလာတော့မှရမှန်ပေါ့။အဲ့မှာကျွန်တော်တို့စားမကုန်တဲ့ထမင်းတွေခွေးချကျွေးရတော့မှခွေးတွေမစားဘူးဗျာ။အဲ့မှာကျွန်တော်ဆေးရငယ်မိတယ်။ဝန်းနေမိတယ်ပေါ့နော်။သူတို့ကြတော့အဟာရရှိရစားပြီးတော့ကျွန်တော်တို့ကြတော့ခရံကောင်းသည်ကော်ပြီးတော့မုံလာဥရီနဲ့ကျွေးရပေါ့နော်။အဟာရမရှိတော့ကျွန်တော်တို့ဖျားရတယ်။နာကြတယ်ပေါ့နော်။အဲ့မှာကျွန်တော်ရဲ့လေ့ကျင့်ရင်တန်းတန်းကြောင်းစင်းပြီးတဲ့နောက်တန်းတန်းရင်းမှတွေ့ခဲ့တဲ့အတွေ့အကြုံပေါ့။ ကျွန်တော်အရှိတမ်းမှာတိုက်ဝဲတွေစဖိတဲ့အချိန်မှာပေါ့အထက်ရရှိတွေကနေပြီးတော့တဆင့် WI နေမွေးစေဝါနေချပေးတယ်ပေါ့ချပေးတဲ့အချိန်မှာရရှိတွေကနေတဆင့်နောက်လည်းငယ်သားတွေထုံမပေးဘဲနဲ့တို့ကိုယ်တိုင်တပိနေမှာချားနေမှာတော့တုံးရတယ်တွားတုံးတဲ့အချိန်မှာနောက်နောက်လည်းငယ်သားတွေတီးလဲတီးရောတို့လည်းလိုက်ဝဲပြီးတော့တုံးရတယ်ပေါ့လိုက်ဝဲပြီးတုံးရတဲ့အချိန်မှာနောက်ပိုင်းတီးတော့ဖိုးဖိုးတယ်ကြိတ်တယ်ရိုက်နေခံနောက်ပိုင်းများလာတဲ့အချိန်ကြောင်နေပြီးရလို့ရှိရင်ချောက်ပေါက်တွေထည့်တယ်ပေါ့အဲ့ဒီနဲ့တဲ့အချိန်ကနေပြီးတော့တဆင့် နောက်ပိုင်းကျွန်တော်တို့လည်းမနေကျင်တော့တဲ့အချိန်မနေကျင်တော့တဲ့အချိန်တွေတိရောက်ရတာပေါ့နောက်ပိုင်းတရားမကောင်းရင်စစ်တပ်မှအများဆိုတဲ့အတိုင်းပဲသူတို့ပြေဖို့လာနေပိုးပြီးပါရောပြီးရိုက်ခိုင်းရတာပေါ့ရိုက်ခိုင်းတဲ့အချိန်မှာသူတို့ပြေးကျင်တဲ့လူလည်းရှိတယ်ပြီးတော့ WI တုံးတဲ့ကောင်တွေကလည်းပတ်သက်မရှိလို့ရှိရင်ပြည်သူတွေအိမ်ကနေပြီးတော့ပစ္စည်းတွေတက်ယူတယ်ဆိုလာပြားတွေဗီဒီယိုတွေတက်ယူတယ်ကြီးတွေရောင်းတယ်ပြီးတော့အဲ့ဒါတွေရောင်းချပြီးတော့သူတို့ WI တွေဝယ်တယ် မွေးစေဝါတွေဝင်ပြီးတုံးကြတာပေါ့ပြည်သူတွေအများကြီးကြီးပေါ့ကြတဲ့လုံမျိုးကြီးအဲ့ဒါကြီးစားတော့စားတော့နေရတဲ့အချိန်မှာကျွန်တော်တို့မနေကျွန်တော်ပဲ ਨੇ သူတို့လက်လက်ထဲကနေလොမြောက်လොမြောက်အောင်ဆိုပြီးတော့ကျွန်တော်ဖတ်ပြလာခဲ့တယ်ပေါ့ကျွန်တော်ရှေ့တန်းစစ်နေမှာကျွန်တော်မွေးစေဝါနဲ့ပတ်သက်လို့ကျွန်တော်တွေ့ကြုံခဲ့ရတာဆိုရင်တော့သူတို့အခုတော့စစ်တောင်းထိုးနေတဲ့ဆိုင်ငယ်တွေတွေ့တယ်စေသမားတွေတွေ့တယ်သူတို့ဖမ်းတယ်စေးတွေကိုယူတယ်စေးတွေယူတယ်ယူပြီးသူတို့စေးတွေတုံးတယ်နောက်ပြီး ဟိုကကျွန်တော်တို့အစီအကြောင်းသွားနေတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့လော်ပါဂျင်နဲ့ဝင်နေကျွန်တော်တို့ရောက်လာပြီးပြည်သူတွေရမရှိတော့ကြောက်လန့်ပြီးထွက်ပြေးကြတယ်အဲ့လိုရှိမှသူတို့အင်မော်တွေတက်တယ်သူပစ္စည်းတွေတက်ယူတယ်ကျွန်တော်တို့ကျွန်တော်တို့ဝင်မယ်ဆိုရင်ကျွန်တော်တို့ဝင်ခွင့်မပေးဘူးပစ္စည်းတွေတက်ယူတယ်ပြီးရင်သူတို့ရောင်းချရောင်းချရသူစေးတွေတုံးတယ်ဂိမ်းတွေစောတယ်လက်ရှိနောက်ဆုံးကျွန်တော်တို့နေခဲ့တဲ့ဟိုဗီလက်မေးဆိုကျွန်တော်တို့နားခဲ့ဗီလက်မေးဆိုင်မှာဆိုလို့ရှိရင်ကျွန်တော်နဲ့ပေါင်းနေတဲ့ဒုံးဖွဲ့ရှိတယ်အဲဒုံးဖွဲ့တွေဟိုသူတို့အပြည့်မှာဝက်ခိုင်းတယ် ပြီးတော့သူတပေါင်းမို့သုံးလုံးဆိုရင်သူပြန်ယူရတယ်ပြန်ယူပြီးသူရှူရတယ်သုံးရတယ်သူညမဆိုရင်သူမအေ့ဘူးပြသူဆေးကြောင်ကြောင်ပြီးသူဟိုဟိုဟာရှောက်လို့တရားရှောက်လို့ဟိုအစုပ်ပြတ်ကောက်ပြီးသူဒီအစုပ်ပြတ်ပဲသူချောင်းကြီးချောင်းကြီးကြတယ်ဘုံရရရှူရမရှိဘူးသူတို့ဘာလို့လဲကော့ရီရှူရနောက်ကျတော့သူတို့ဘလိုဖြစ်လာလဲဆိုတော့ဒရင်းဆော့ဖို့လည်းပတ်စံမရှိဘူးဆေးရှူဖို့လည်းပတ်စံမရှိဘူးကျွန်တော်တို့ပြည်သူ့စုမှုလမ်းတွေပါအများကြီးပဲပါတယ်လူတန်တွေနေတာပုံနေခိုးတယ်ရောင်းတယ်ရောင်းပြီးသူတို့ ဂိမ်းနေဆော်တယ်စေးတွေရှူတယ်ကျွန်တော်တို့ရွာတရောင်စင်ကျော်လမ်းကြီးယူတယ်လမ်းကြီးယူပြီးတော့ကောင်မလေးကိုစေးကြောင်ကြောင်ရအရမကျင့်တယ်အာကျွန်တော်တို့စေးကြောင်ဖိုးရင်းနဲ့ပေါ့ကျွန်တော်တို့မုံခိတကယ်ကိုတွေ့တယ်အဲမုံခိရောက်တော့ကျွန်တော်စေးကြောင်ရပြီးတော့ဒီတကြက်တန်းစော်ဦးဆိုလို့ရှိရင်မုံခိတွေဝင်သွားတယ်ဝင်ပြီးတော့သူပေါ်ရှာတောင်ချောင်းနဲ့တွေ့တယ်ဒီကြားစိမ်းဖောင်းနဲ့ပေါ့အိတ်သုံးလုံးတွေ့တယ်အဲ့မှာအဲ့အိတ်ထဲမှာသူနာပြူနှစ်ချက်တည်းရောနောက်ပြီးဖုန်းတစ်လုံးတွေ့တယ် ဘာသာတွေယူရဲသူယူပြီးသူကျောင်းစာကျောင်းစာရောသူစေးတွေတုံးနေဂိမ်းနေဆိုတော့အဲကျွန်တော်တို့နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲလိမ္မော်ရမှာဆိုလို့ရှိလို့ရှိရင်အဲဆရာသူရမင်းဆိုတဲ့ဆရာဆိုလို့ရှိရင်သူစေးကြောင်ကြောင်ပြီးတော့သူရှေ့ပြည့်တဲ့သူအသက်တင်ကောင်ကြောင်သူပြည့်တယ်သူမတွေ့ဘဲသူရန်တမ်းမတမ်းပြည့်တဲ့နောက်ပြီးတော့နောက်ကနေရသူ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 တပည့်ကိုသူပြစ်လိုက်တယ်သူတပည့်လက်မောင်းမှန်သွားတယ်အာကျွန်တော်ရဲ့ရှေ့တန်းတွေ့ကြုံတော့ဒါပါအဲကျွန်တော်ငါလေးငါတင်းရမှာပေါ့နော် ငွေစည်းဝါးရဲ့အတွေ့အကြုံပေါ့ဟောစီကျူကြီးရုံမေထုံးကိုတာဆေးရောင်းတယ်တတောင်းမှုကအားကောင်းပြီပေါ့နော်အဲ့မှာသုံးဆွဲသူတွေကတော့တရင်မူတရင်ဘူကြီးတကြက်ဒုတကြက်တကြက်ကြီးအရာကောင်းဖို့အားလုံးအစားသုံးတယ်ပေါ့နော်အဲ့မှာဆေးကြောင်ကြောင်ပြီးယူသွားရသူလည်းရှိတယ်ဆေးသုံးပြီးတော့ထိမရသိမရလို့ဘိုးဘေးနဲ့မှထည့်ပြီးတော့တိတ်စီထားထိမ့်သိမ့်ထားရတာလည်းရှိရပေါ့နော်ဖြည့်ခဲ့ပြီးခဲ့တဲ့လက်တလောလက်တလောမှာတင်ဖြည့်ပြခဲ့တဲ့ဖြည့်ပြကတော့ ဘုကင်းမှာတာဝန်ယူနေတဲ့အားရဆိုင်ရဲ့စိတ်တုံးပြီးတော့သူသမီးကိုစိတ်အောင်ကြောင်းပြီးတော့သူသမီးကိုပေါ့နော်အဲ့မှာအမင်တရီနဲ့ပြစ်လိုက်တာလမောင်းကိုရှက်ထိပဲမှန်သွားတာကျွန်တော်တို့ကလည်းသူတို့ရင်ရံနေဖြတ်သွားလို့ရှိရင်တနေ့နဲ့ချင်းကြောက်တာရှိရဓာတ်နဲ့လိုက်ခေါက်တာရှိရပါတော့သူနဲ့စကားပြောလို့ရှိရင်လည်းအမိမမတက်ရင်ကျွန်တော်တို့ရိုက်တာနှက်တာလည်းရှိရပါတော့အဲ့ဒါကတော့ကျွန်တော်ငါးလီငါးတက်ရဲ့မူရစီပွားအကြောင်းတွေ့ကြုံရတဲ့တွေ့ကြုံကျေတူပေါ့ရက်တီဖို့ဘယ်ယာရီကတွန်းအားပေးခဲ့လဲဆိုလို့ရှိရင် ကျွန်တော်ခုစစ်စင်ရေးလျှောက်လာတဲ့လမ်းတစ်လျှောက်လုံးမှာကျွန်တော်မြင်တွေ့ခဲ့ရတာဒီပေါ့ဘာတရားမှာဆိုရင်အိမ်တွေရောပြည်သူအိမ်ပြည်သူအိုးအိမ်ပစ္စည်းတွေကိုရားစရာမရှိဘူးပေါ့သူတို့လက်နက်ကြီးနဲ့ထူရတာတွေဒေါ်ကုန်းတွေချတာတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်နောက်ပြီးတော့ဘုံကြီးကြောင်ဘုံကြောင်တစ်ကြောင်လည်းကျွန်တော်ရောက်ခဲ့တယ်ဘုံကြီးကြောင်မှာဆိုလေအဲဒီလက်နက်ကြီးယာတွေဘုံအဲဒီဒေါ်ဘုံယာတွေသူပြစ်ခတ်တာလည်းမနေဘူးပဲဆုပ်ပြတ်တက်နေရရတာမျိုးစားတဲ့ခက်လေး ကလေးတန်ငယ်တင်တဲ့စာလေးညောင်းလေးရောလက်နက်ကြီးတွေနဲ့ထုအမြောက်တွေနဲ့ထုထားတာတွေပေါ့မြင်တွေ့ကြရတယ်။ဟောပြည်သူတွေရွာထဲတွေဆိုတဲ့ဒီကောင်တွေလက်နက်ကြီးတွေနဲ့ပစ်ထားတာတွေမြင်တွေ့ကြရပေါ့ဘာမှဆိုင်ညမှဆိုင်နဲ့။ဒါကြောင့်ပြည်သူတွေပြည်သူတွေနှိမ့်ဆက်ခံနေရပြည်သူတွေထိခိုက်တာတွေကျွန်တော်ဟိုကျွန်တော်မြင်တွေ့ကြရကျွန်တော်စိတ်ထဲမကောင်းဘူး။ဒါကြောင့်မို့ဒီအရာကြီးပဲကျွန်တော်ပြည်သူပဲရည်တည်လာဖို့တွေကျွန်တော်တွန်းအားပေးခဲ့တာ။ပါစားနဲ့တက်တယ်ဘယ်လိုမျိုးတော့ခွဲခြားလဲဆိုတော့ကျွန်တော်တို့ဖိုက်သွားရင်ဖိုက်သမားဆိုတော့ ြေခိုင်မှုဖြစ်တယ်ကျွန်တော်ပိုက်သမားလည်းအရှိရပဲပြည့်ရတယ်သူတို့ကအနောက်ရင်းထောက်ပြည့်ရကျွန်တော်ကြောက်လို့ဆိုပြက်ပြေးလာရင်အသူတို့ဖက်ကပြန်ပြီးပြောတယ်မင်းတို့ပြည့်ပြင်မပြည့်ငါ့ကိုငါ့ကိုတိုင်မင်းတို့ပြည့်မယ်ဆိုကျွန်တော်တို့ချိတ်ချောက်တယ်ကျွန်တော်လည်းသူတို့အသက်ပေးမှစားသူတို့ထဲမှာအသက်ပေးမှစားပေါ့နော်ပြည်သူဖက်ကရက်တိဖို့တော့အတခုဖြစ်ခဲ့တယ်လမ်းကြောင်းစားလို့ကျွန်တော်တို့ကြောက်အောင်ချောက်ထားတယ်ဒီတော့လည်းပဲဝင်ဆိုတော့သူတိကျနာမေးပြီးလို့ရှိရင်တိကျနာတိပြီဆိုတော့လည်း တက်ပြစ်မယ်ဆိုပြီးတော့ဟိုချင်းကြောက်တယ်ဟိုထွက်ပြေးလို့လွတ်မမဟုတ်ဘူးဘယ်လိုထွက်ပြေးလို့လွတ်မမဟုတ်ဘူးကျွန်တော်အဲ့လိုချင်းကြောက်ကျွန်တော်လည်းအဲ့ဒါသူတို့ပြောတဲ့ကောင်ယုံပြီးတော့အဲ့ဒါနဲ့ဟိုထွက်မပြေးပဲနဲ့ဒီတိုင်းဆက်နေဘူးအဲကြာလာသူတို့နှိမ့်ဆက်တဲ့တန်တွေမခံနိုင်လို့ဆိုပြီးဒီဘက်တော်လိုင်းဘက်ကိုလာလာရောက်လာတော့လေကျွန်တော်တို့တော်လိုင်းဘက်ရောက်ပြီဆိုတော့လေပြောလို့မဟုတ်ပဲနဲ့ဟိုနည်းနည်းသေးသေးရောက်လေနည်းနည်းသေးသေးနဲ့ကျိုးစိုးရဲ့ဟိုညီလိုကိုလိုဆက်ဆံနေစားတော့နေထိုင်ရမှာစဟိုတန်းလို့ညီတူနေရ အာပြင်းပြင်းလည်းဘာမှမလုပ်အောင်ဒီသူတို့ပြောသူတို့လည်းရိုက်တာနှစ်တာတူမှမရှိဘူးဒီဘက်မှာအကုန်လုံးဆင်ပြီကျွန်တော်စကားစားတွေမှရှိတော့ပါတော့ပေတူတွေကျွန်တော်ခွေးလိုမြင်ကြတော့ညုံနေညုံနေတော့ကျွန်တော်ပေတူပကရက်တိမှဆိုတော့ကျွန်တော်ထွက်ပြေးခဲ့ထွက်ပြေးမှအမအန်တီကြီးနဲ့တွေ့တယ်အန်တီကြီးကိုပိုးပိုးလင်းကြောင်ပြောလိုက်တယ်အန်တီကြီးတို့ကျွန်တော်စကားစားတယ်ကျွန်တော်ထွက်ပြေးခဲ့အေးလက်ငါသားလက် အတော်ချိတ်ဆက်ပြီးမယ်အဲ့ဒါသမင်းလေးချက်ပြူတော့တူတာသူဖောဆိုတယ်တူတာကလည်းကျွန်တော်တို့အခက်ခဲကြားလိုက်ရဒီဘက်ချောင်းကိုရောက်ခေါ်ခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်တို့ပြည်သူရဲ့မေတ္တာကိုခံစားလိုက်မိတော့ကျွန်တော်စစ်တပ်ထမရှိတော့ကျွန်တော်ကိုကျွန်တော်ရဲ့ရှင်မသားချင်းနေကျွန်တော်ရဲ့မိဘရေကျွန်တော်မချီပြကြဘူးကျွန်တော်ဒီဘက်တော့ကျွန်တော်ထွက်လာတော့တော်လိုက်ခွဲနေကျွန်တော်ပူပေါင်းမယ်ကျွန်တော်ပြည်သူကကျွန်တော်ရက်တည်မယ်ဆိုတော့ကျွန်တော်ရဲ့မိဘရေကျွန်တော်ဝင်းတာရယ် အားရကုန်ပြီပေါ့ကျွန်တော်မှန်ကန်တဲ့လမ်းကိုကျွန်တော်ဖြည့်ရှင်းလိုက်တဲ့အတွက် ကျွန်တော်ကုန်ယူပြီးပြီဖြစ်တာပေါ့သူတို့တလာရေကျွန်တော်စာဝင်ကတော့ကျွန်တော်မိဘကြီးကျွန်တော်ရှင်စားခြင်းနေအစိမ်းမပြေဆိုပြီးတော့ကျွန်တော်တစ်ဖက်နိုင်ငံကကျွန်တော်သွားမလို့ကျွန်တော်စဉ်းစားချက်တယ်ကျွန်တော်တစ်ဖက်နိုင်ငံမှာကျွန်တော်သွားတယ်ကျွန်တော်ပြန်ဖန်းခံမှာပဲကျွန်တော်ဒီတရားမှာပေါ့ အဲ့ဒီတော့ကျွန်တော်အခုနောက်ပိုင်းတော့ကျွန်တော်စိတ်မျိုးပြောင်းသွားတယ်။ကျွန်တော်ဒီကဒေါ်လာကြီးအဖွဲ့ရင်လည်းကျွန်တော်ပူပေါင်းပြီးတော့ကျွန်တော်ပြန်ဒေါ်လာမယ်။ဒီနိုင်ငံကြီးကျွန်တော်အေဂျင်စီကျွန်တော်ပြန်ပြီးဒေါ်လာမယ်လို့စတိုက်မယ်လို့ကျွန်တော်စနေကျွန်တော်ဆောက်ရည်။ဒီလူကရက်တည်ပြီးတော့ဒေါ်လာကြီးအဖွဲ့နဲ့ပူပေါင်းလို့ကျွန်တော်စတိုက်မယ်ပေါ့။ဘာကြောင့်စတိုက်မယ်ဆိုတော့ကျွန်တော်ပြည်ရတော့ရှောက်မှာဒီလူရဲ့လက်နက်ကြီးတွေကပြက်လာတာကြီးမွားတယ်ရောကျွန်တော်လည်းတွေ့ပြီးတော့ကျွန်တော်စတိုက်မယ်ဒေါ်လာကြီးတပ်ဖွဲ့တော့ပါဒီကောင်ရှိတူရဒီလူကမလုံးမြောက်လို့ကျွန်တော်လည်းမလုံးမြောက်ဘူး။ တော်လေးတော်လေးတော့ပါကျွန်တော်စတိုင်ပေါ့ဒီကောင်လည်းနည်းပြောက်လွယ်ထိပေါ့ဟုတ်ကဲ့ကျွန်တော်တို့မိသားစုလိုက်ဒီတော်လိုင်းတက်ဖွဲ့တွေကိုပူးပေါင်းလိုက်ဆိုတော့ကျွန်တော်ရဲ့အတိုက်ရွေအဖင်ရောကျန်းမာရေးရောကျန်းမာရေးရောဒီတိုက်ပွဲတိုက်ပွဲအတွင်းကိုမပါနိုင်ပေမဲ့ဒီတပိုင်းတနေဆိုင်ပြုံးမွေးမှုရေးဘက်ကနေပြီးတော့ပဲရက်တီဗီထောက်ပံ့ပေးဖို့အတွက်ကိုစဉ်းစားထားပါတယ်နောက်လာမဲ့ဒီညီကျော်တွေကိုလည်းတိုက်ပွဲတိုက်ရမှာတိုက်ပွဲတိုက်မှာမဟုတ်ပါဘူးကျွန်တော်ရဲ့ဒီဆိုင်ပြုံးမွေးမှုရေးဘက်ကနေတပိုင်းတိုင်း ကူညီပြီးလို့ကြတာဆိုတော့အကြောင်းတရေကောင်ပါခြင်းပါတယ်ပေါ့ကျွန်တော်နောက်ဆုံးအနေနဲ့ဒီချမ်ပတ်စစ်ကောင်စီထဲမှာရှိနေခဲ့တဲ့ကျွန်တော်တငယ်ချင်းတွေကျွန်တော်ဘယ်လိုဒီတရေကပါခြင်းလဲဆိုတော့ကျွန်တော်ချမ်ပတ်စစ်ကောင်စီပြောသလိုအော်တော်လိုင်းတက်တွေကတဖြတ်တာတွေမရှိဘူးနှိမ့်ဆက်တာတွေမရှိဘူးကျွန်တော်ချမ်ပတ်စစ်ကောင်စီပြောသလိုတော်လိုင်းတက်တွေကတက်ဖြတ်မယ်နှိမ့်ဆက်မယ်ဆိုရင်မတို့ဒီလိုမျိုးဒီလိုနေမျိုးမှာမင်းတို့ဒီလိုကင်မရာရှိမှာတော့ပြောနိုင်တော့မဟုတ်ဘူးအရောတက်ပြလိုက်ပြီ။ဒီမင်းတို့ဂျမ်ဖတ်စစ်ကောင်စီပြောတဲ့အတိုင်းလည်းမဟုတ်ဘူး။ဒါကြောင့် ြည်သူပေါ်နှိပ်စက်အနိုင်ကျင့်နေတာတွေကိုတွေးပြီးမြန်မာတို့တော်လိုင်းတက်တွေနဲ့မြန်တို့အမြဲတမ်းလာပူပေါင်းစီစဉ်တယ်မြန်မာနိုင်ငံတည်တည်မှရှိတဲ့လူငယ်တွေကိုကျွန်တော်ပြောချင်ပါတယ်ဒီအချမ်းဖတ်စစ်ကောင်တွေကအချိန်မင်းမြန်တို့အင်ရှိတကားဝါကိုရောက်နိုင်တယ်ဒါကြောင့်သူတို့မတရားဆွဲပြီးစစ်တပ်ထဲထည့်တာကိုခံမလားမတို့တော်လိုင်းတက်တွေနဲ့သူတို့ကိုပြန်တော်လာမလားဟောကျွန်တော်ဖိတ်ခေါ်ချင်တာပေါ့နော်အဲဒီမှာရှိတဲ့လူငယ်တွေရောကျွန်တော်နောက်ဆုံးအနေနဲ့တော့ဒီစကားလေးပါချင်